တရာကျော်တန်ဖို့ရှိစိတ်ကြွယူသူစေပြနှင့်ထိန်းချုပ်ဓာတ်ရုပစ္စည်းကဖင်းများကုန်ဟိန်းမျိုးနယ်၌ဖန်ဆီးရမည်ဆိုတဲ့တဲ့ရန်ကုန်တိုင်းတနင်္သာရီတိုင်းနှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်းများဖြစ်ထွန်းနေပြီး၎င်းတို့ရွေရှားရာတလျှောက်မိုးရွာသွန်းခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလျက်ခြင်းနှင့်မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်ဆိုတဲ့တဲ့တန်ကိုရီးယားဝန်ကြီးချုပ်ဟောင်းကသမရရွေးကောက်ပွဲဝင်ရောက်ရှင်းပြမည်ဟုကြေညာဆိုတဲ့တဲ့ ဖိလစ်ပိုင်တိုးဂိတ်တွင်ဘတ်စကားတစ်စီးကမော်တော်ယာဉ်များကိုဝင်တိုက်ပြီးလူ၁၀သေဆုံးဆိုတဲ့သတင်းအမ်ဘူမော်အားထိုက်တန်သည့်ဈေးရပါကရောင်းထုတ်မည်ဟုဘရက်ဖို့နေပြသောမတ်စ်ဖရန့်ပြောကြားဆိုတဲ့သတင်းစားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါဦးဆုံးပြည်တွင်သတင်းနေနေရှမ်းပြည်နယ်တောင်ပိုင်းကျိုင်းတုံမြို့နယ်မှာကာလီမြို့တို့တည်ဆောင်ရောင်းဝယ်တဲ့ချက်သိန်း900တရာကျော်တန်မိုးရှိစိတ်ကြွရုပ်တုဆေးပြားနဲ့ထိန်းချုပ်ဓာတ်ပစ္စည်းကဖင်းများကုန်ဟိန်းမြို့နယ်၌ဖန်ဆီးရမည်ဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းကျိုင်းတုံမြို့နယ်ကနေကာလီမြို့ကိုတည်ဆောင်ရောင်းဝယ်တဲ့ကျပ်သိန်း9100ကျော်တန်ဖိုးရှိတဲ့စိတ်ကြွယူသွေးဆေးပြားနဲ့ထိန်းချုပ်ဓာတုပစ္စည်းကဖင်းတွေကုန်ဟိန်းမြို့နယ်မှာဖမ်းဆီးရမိကြောင်းငွေရစေဝါတာစီနှိမ့်နေရေးရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ထုတ်ပြန်ချက်အရဧပြီ30ရက်မနက်10:00နာရီအချိန်ရှမ်းပြည်နယ်တောင်ပိုင်းကုန်ဟိန်းမြို့နယ်တောက်ကော့ကျေးရွာအနီးမှာ မိုင်းပြင်းကနေကာလီဘက်ကိုကြော်စွာမြင့်ခေါ်လင်းအောင်မောင်းနှင်လာတဲ့ Nissan Diesel 12ဘိန်းမော်တော်ယာဉ်နဲ့စိုင်းပညာမောင်းနှင်လာတဲ့ Nissan Diesel 12ဘိန်းမော်တော်ယာဉ်တို့ကိုတင်းအရာရှာဖွေခဲ့တယ်လို့သိရပါတယ်။အဲ့လိုရှာဖွေရအဆိုပါယင်းစည်းပေါ်ကနေငွေကျပ်သိန်း900ရာကျော်တန်မိုးရှိတဲ့စိတ်ကြွယူသူဆေးပြား73တက်သမ9သိန်းထင်းကျုံဓာတ်ရုပ်ပစ္စည်းကဖေး2.85တန်နဲ့အနက်ဈေးရင်လီတာ600ဖန်စီရမိခဲ့ကြောင်း စစ်စင်းဖော်ထုတ်ချက်အရအစိုးရဖမ်းဆီးရမည့်မူရင့်ဇေဝရီကိုကျိုင်းတုံမြို့နယ်ကနေကိုဟိန်မြို့နယ်ကာလီမြို့ကိုတင်ဆောင်ရောင်းဝယ်တာဖြစ်တယ်လို့သိရပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးဖမ်းဆီးရမည့်သူတွေကိုဥပဒေအရအရေးယူထားရှိပြီးခွင်းဆက်ပြည့်မှုကျွန်းလွန်သူတွေကိုဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းတနင်္သာရီတိုင်းနဲ့မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး၎င်းတို့ရွေရှားရာတလျှောက်မိုးရွာသွန်းခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းမိုးတစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းနေပြီးအဆိုပါမိုးတိမ်တောင်တွေရွေရှားရနေရာတလျှောက်မှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးတစ်ချုံတာမိုးကျုပ်ပြတာလျှက်စီးလက်တာနဲ့မိုးသီးကျွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ဖို့အတွက်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ် ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့မှာတိမ်ထွက်တတ်နေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်နှဲငယ်ကနေတိမ်အသင့်အသင့်ဖြစ်ထွန်းနေပါတယ်။ဒါကြောင့်မေလ9ရက်နေ့မွန်းတဲ့ချိန်အထိရခိုင်ပြည်နယ်မှာနေရာကွက်ကြားမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျဲကျဲနေပြီးတော့ကရင်နဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်း AR တိုင်းတနင်္သာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာနေရာကွက်မိုးကြီးနိုင်ပြီး ရွာရန်ရွာနှုံးပြည့်ဖြစ်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။တောင်ကိုရီးယားဝန်ကြီးချုပ်ဟောင်းကသမ္မတရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မျိုးကျင်းညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားဝန်ကြီးချုပ်ဟောင်းဟန်ဂျူဆူကသမ္မတရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မယ်လို့မေလ2ရက်ကကျင်းညာခဲ့ပါတယ်။ဧပြီလ4ရက်မှာတော့တောင်ကိုရီးယားရဲ့အခြေခံဥပဒေဆိုင်ရာတရားရုံးကဆွဆွဲပြစ်တင်ခံခဲ့ရတဲ့သမ္မတရွန်းဆော့ယွကိုရှာရုကဖေရှားခဲ့ပါတယ်။ဟန်ဟောင်းမီဒီယာက တောင်ကိုရီးယားရဲ့ယာယီသမ္မတယာရုနဲ့ဝန်ကြီးချုပ်ယာရုတို့ကနေနှုတ်ထွက်ကြောင်းကြေညာခဲ့ချိန်မှာသမ္မတရွေးကောက်ပွဲဝင်ဖို့ဖြစ်နိုင်ခြေရှိကြောင်းအရေးအမွေပြောကြားခဲ့ပြီးပုံမကြီးမတဲ့တာဝန်ကိုထမ်းဆောင်ဖို့ဆန္ဒရှိကြောင်းပြောကြားခဲ့ပါတယ်။ကိုရီးယားပြည်သူသမ္မတနိုင်ငံရဲ့အနာဂတ်အတွက်ကျွန်တော်အရန်ချစ်မြတ်နိုးတဲ့နိုင်ငံအတွက်နဲ့ကျွန်တော်တို့အားလုံးအတွက်ကျွန်တော်တက်နိုင်တဲ့ဘက်ကလှုံ့ဆော်သွားဖို့ဆုံးဖြတ်ထားပါတယ်။ဒီသမရရွေးကောက်ပွဲမှာကျွန်တော်တို့ပြည်သူတွေရဲ့ရွေးချယ်မှုကိုခံရဖို့စွမ်းကုန်လုံးဆောင်သွားမှာပါလို့ဟန်ကမီနီရက်မှာရုပ်တံကနေမိကုံးပြောကြားခဲ့ပါရယ် ရုံးဟာဒဇမလအတွင်းလွတ်တော်ရဲ့ဆွဆွဲပြစ်တင်မှုကိုခံခဲ့ရပြီးတဲ့နောက်ဟန်ဟာယာယီသမရအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အသက်85နှစ်အရွယ်ဖျူရိုဂရပ်တဦးဖြစ်တဲ့ဟန်ဟာလီဘရယ်တဦးဖြစ်တဲ့လီဂျေမြောင်ကိုရှင်ပြိုင်မှုအတွက်စီးလုံးညီညွတ်မှုရှိတဲ့ကွန်ဆာဗေးတစ်အင်အားစုအဖြစ်မဲဆွယ်စည်းရုံးဖို့ရုံးရဲ့ပြည်သူ့အင်အားပါတီနဲ့လက်တွဲပွဲရှိနေပါတယ်။ အရင်ကတောင်ကိုရီးယားရဲ့ liberal အစိုးရနဲ့ conservative အစိုးရအဖွဲ့တွေမှာဟန်ဟာဖန်နာယီဝင်ကြီးကုံသွေးယီဝင်ကြီးနဲ့အမေရိကန်နိုင်ငံဆိုင်ရာတောင်ကိုရီးယားတန်အမတ်ယာရူအပါဝင်ထိပ်သီးယာရူနေရာတွေကိုတာဝန်ထမ်းဆောင်ခဲ့ပူပါတယ်။ဟန်ဟာဝင်ကြီးချုပ်အဖြစ်နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ပြီးပထမအကြိမ်ဟာအခုကွယ်လွန်သွားပြီဖြစ်တဲ့တမရဟောင်းရူမူဟွန်းလက်ထက်ကဖြစ်ပြီးဒုတိယအကြိမ်ကတော့ယွန်းလက်ထက်ကဖြစ်ပါတယ်။ ကျွန်တော်ဟာတောင်ကိုရီးယားသမရနိုင်ငံရဲ့ပြည်သူဝင်တဲ့တယောက်အနေနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှေ့တန်းကနေဂုဏ်ယူစွာလှူဆောင်ပေးခဲ့ပါတယ်လို့ဟန်ကပြောကြားခဲ့ပြီးအမေရိကန်နဲ့ကုန်သွယ်ကုန်ကိစ္စတွေကိုဖြည့်ရှင်းသွားမယ်လို့ကတိပြုခဲ့ပါတယ်။ဖိလပိုင်တောဂိတ်တွင်ဘတ်စကားတစ်စီးကမော်တော်ယာဉ်များကိုဝင်တိုက်ပြီးလူ၁၀သေဆုံးဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ဖိလပိုင်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့တောဂိတ်တစ်ခုမှာ မေလတရက်ကဘတ်စကားတစ်စီးဟာဆောင်းဆိုင်နေတဲ့မော်တော်ယာဉ်တွေကိုဝင်တိုက်ခဲ့တာကြောင့် လူ10ဦးသေဆုံးပြီးနောက်ထပ်39ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ဘတ်ကားဟာ SUV ကားတစ်စီးကိုပထမဆုံးဝင်တိုက်ခဲ့ပြီးတဲ့နောက်တခြားမော်တော်ယာဉ်အများအပြားကတစ်စီးနဲ့တစ်စီးဇက်တိုက်ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့အာဏာပိုင်တွေကဆိုပါတယ်။ဘတ်ကားယာဉ်မောင်းဟာကားမောင်းနေစဉ်အိမ်ငိုက်မိကြောင်းဝန်ခံပြောကြားခဲ့တယ်လို့ရဲတပ်ဖွဲ့က AFP သတင်းကိုပြောပြခဲ့ပါတယ်။ကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးသူတွေကအစောပိုင်းအင်တာဗျူးအရရှင်မောင်းဟာအင်ငိုက်သွားပြီးမော်တော်ယာဉ်တွေကိုတိုက်မိချိန်မှာလှန်နိုးသွားခဲ့တယ်လို့ဆိုပါတယ်လို့ တာလက်မြို့ရဲတပ်ဖွဲ့အကြီးအကဲရိုမန်ဆန်တိုစ်ကဆိုပါတယ်။ဒီမတော်တဆမှုကြောင့်တင်းဆုံသူတွေမှာ၄ဦးဟာအသက်မပြည့်သေးသူတွေဖြစ်တယ်လို့ဆိုပါတယ်။အလုံသမားနေအားလည်းရဲ့အတွက်မိသားစုတွေကအလဲပတ်သွားရောက်ချိန်မှာဒီမတော်တဆမှုဖြစ်ပွားခဲ့တာပါ။ရှင်မောင်းနဲ့လက်မဖြတ်သူ၂ဦးစလုံးကိုဖမ်းဆီးထားတယ်လို့ဆိုပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အဘူမိုအားထိုက်တန်သည့်ဈေးရပါကကျောင်းထုတ်မြေဟု Bradford နေပြ Thomas Fred ပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘရက်ဖို့အသင်းဒီပြတောမတ်ဖရန်ကလာမယ့်နွေရာသီမှာအသင်းတိုက်စစ်ကစားသမားအန်ဘူမိုကိုထိုက်တန်တဲ့ဈေးရပါကရောင်းထုတ်မယ်လို့ကြေညာခဲ့ပါတယ်။အသက်25နှစ်အရွယ်ရှိတဲ့ကင်မရွန်လက်ရွေးစင်တိုက်စစ်ကစားသမားအန်ဘူမိုဟာအခုရာသီမှာဘရက်ဖို့အသင်းအတွက်ချေဆွမ်းပြနေပြီးပရီးမီးယားလိ34ပွဲမှာ18ဂိုးသွင်းပြီးခိုးဖန်တီးမှု6ကြိမ်ပြုလုပ်ထားပါတယ်။ဒါကြောင့်၎င်းကိုခေါ်ယူဖို့ပရီးမီးယားလိထိပ်သီးကလပ်တွေဖြစ်တဲ့လီဗာပူး၊အာဆင်နယ်၊စပါအသင်းတို့အပါအဝင်ဥရောပကလပ်အသင်းများစွာကစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ဘရန်ဖို့နေပြတောမတ်ဖရန်က၎င်းတို့အသင်းဟာကစားသမားကောင်းတွေကိုရောင်းစားတဲ့အသင်းဖြစ်ပြီးအန်ဘူမိုကိုလည်းထိုက်တန်တဲ့ဈေးရပါကရောင်းထုတ်မှဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။တောမတ်ဖရန်ကကျွန်တော်တို့အသင်းကကစားသမားကောင်းတွေကိုရောင်းချတဲ့အသင်းမှာဒီတော့တကယ်လို့အန်ဘူမိုအတွက်ထိုက်တန်တဲ့ကံလန့်မှုတွေရှိလာမယ်ဆိုရင်သူ့ကိုရောင်းချပါလိမ့်မယ်။ဒါပေမဲ့အန်ဘူမိုရဲ့ပြောင်းရွှေ့ခြင်းကတော့ဈေးကြီးမှာပါလို့ပြောကြားခဲ့ပါတယ်။ဘရန်ဖို့အတင်းနဲ့ချုပ်ဆိုထားတဲ့အန်ဘူမိုရဲ့လက်ရှိစာချုပ်ဟာ2026မှာကုန်ဆုံးမှာဖြစ်ပြီး တနှစ်ထပ်မံတက်တန်းတိုးခွင့်ရှိတယ်ဆိုတဲ့အချက်ပါဝင်တယ်လို့သိရပါတယ်။11ရက်တည့်ရမေလ4ရက်နေ့ရမိုက်သတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင် ရှိပါတယ်။အေဂျင့်နဲ့ညာလေးဖြစ်ကြပါသေးရှင်။